ဖက်ဒရယ်ဥပဒေနဲ့အညီပြန်သွားမယ်ဆိုရင်နိုင်ငံရေးအခွင့်အရေးတန်းတူမှုကိုပြန်ပေးရမှာဖြစ်ပြီးနိုင်ငံရေးအခွင့်အရေးတန်းတူမှုမရှိရင်ဖက်ဒရယ်မဖြစ်နိုင်ကြောင်း NCA ထိုးထားတဲ့ပိုးမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNL နဲ့ NCAS ကဥက္ကဋ္ဌဘူမူကြီးခုံကက CNI တရင်ဌာနကိုပြောပါရတယ်။လက်ရှိမြန်မာနိုင်ငံမှာဖက်ဒရယ်စနစ်ထက်ကျော်လွန်ပြီး Confederation အဆင့်တန်းရရှိထားတဲ့ EU တွေမှာဝါပြည်သွေးစီညီညွတ်ရေးတက်မတော် UWSA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် Myla NDA တို့ဖြစ်ပါတယ်။တိုင်းဒါလက်နက်ကင်တွေအခုရရှိထားတာတွေဟာဥပဒေကြောင်းနဲ့အညီမဟုတ်သေးပဲအဆင့်ပြေသလိုနားလည်မှုပေးရတဲ့အဆင့်တွေပင်ဖြစ် ကြောင်းအဲဒါကြောင့်တရားဝင်ဖြစ်တဲ့အချိန်မှာတန်းကြီးရမှာဖြစ်တယ်လို့ဘုံမကြီးခွန်ကာက CNI သတင်းဌာနကိုပြောပါရယ်လရှိကျန်တော့ကိုယ်လည်းပြောရင်တော့ကမောက်ကမားအချိန်ပေါ့ဗျာဖြစ်ကျင်တာလည်းဖြစ်နေတဲ့ကမောက်ကမားအချိန်ပေါ့ဒါတော့ကမောက်ကမားအချိန်ဖြစ်တဲ့အတွက်အခုပြရထားတဲ့တချို့ကခွင့်ရခမင်းများရတာတချို့ကတော့ဘာမှမရသေးဘူးတိုက်နေလေအဲ့ဒါလည်းအားလုံးကိုပြန်ပြီးတော့တန်းကြည့်အောင်ပေါ့ဗျာ 对呀，问，这边吃嘛？担心呀嘛。这个下拉拉的呀，我不得讲呀。对呀问嘞，咯，走路压力了。我不得讲呢，你没好肥沃。身体的咯，哪里没肥沃的？身体嘛，是家吧。那个身体的咯，哪里没肥沃的？剩下的，查我拉到没好包。这边咯，我不得呢，你讲多少个钱？发出来我不得话，你讲几万块钱了？难怪也可以单独买不着，变肥呀毛。他发出来也没办法。那个难怪也可以单独买不着，现在呢，发出没钱买。不过这些几年了， 搞个嘛些那个了，那个也可以，但都冇冇冇说拿到最佳了，好像。 မြန်မာနိုင်ငံကိုဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်မယ်လို့ NCA ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့အစိုးရတပ်မတော်ကြားသဘောတူထားကြသလိုနိုင်ငံရေးပါတီတွေကလည်းလက်ခံထားကြပါတယ်။ဒါပေမဲ့လည်း2021ခုနှစ်ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်းပြောင်းလဲလာတဲ့မြန်မာနိုင်ငံရဲ့အခင်းချင်းကြောင့်တချို့သောတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကဖက်ဒရယ်စနစ်ထက်ကျော်လွန်က Confederation ဒါမှမဟုတ်တရားလွတ်လပ်တဲ့နိုင်ငံတည်ထူထောင်ရေးဆိုတဲ့ယက်တီချက်တွေကိုထုတ်ဖော်ပြောကြားလာခဲ့ကြပါတယ်။ပြည်ထောင်စုအစိုးရဟာအကောင့်မှုလိုကြောင်း Confederation Confederate ကိုမပေးဘဲ Federal အဆင့်ကိုပဲပေးမယ်ဆိုရင်တပြေးညီပေးဖို့လိုအပ်ကြောင်းပြ ီတောင်စုအစိုးရကလည်း Federal Debt ကျော်လွန်နေတဲ့ကိစ္စတွေကိုညှိနှိုင်းဖို့လိုအပ်တယ်လို့တိုင်းလန်ရှမ်းပြည်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဦးဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါရယ်။ ဆက်လက်လက်နက်ဖွဲ့စည်းပြီးအမီနဲ့တော့ဒီဖဲနဲ့တောင်းဆိုလာတာကတော့ဒီ60နှစ်နောက်ပိုင်းပေါ့နော်ဒါပေမဲ့လည်းတောင်းချစ်ချေကဦးရေရေးဆွဲပြီးတဲ့အခါကျတော့ကျွန်တော်ကိုပိုင်အချက်ခွင့်နေပေးလိုက်တယ်ကိုပိုင်အချက်ခွင့်နေပေးလိုက်တဲ့အခါကျတော့ဟွာအဓိကတော့ဟွာပေါ့ဗျာဒီကိုပိုင်အချက်ခွင့်ပေးတဲ့ဆဲမှာကျွန်တော်ဒီကကိုပိုင်အချက်ခွင့်တက်ကိုကျော်လို့မြောက်ဖြဲတော့ conversation တော့တယ်ဖြစ်တာကကျတော့အခုတိုင်းသားတွေအားလည်းဝါဝစာမြင်တာတိုင်းမှာတို့က conversation အဆင့်ကိုလူကျင်ကြတာဒီတိုင်းသားအေးလက်နက်ကိုင်ဖွဲ့စည်းပေါ့နော်ဒါပေမဲ့ပြီးတော့ င်စုစိုးရမှာအားကောင်းဖို့တော့လိုတယ်။ဒါကြောင့်ကွန်ဖက်ဒရိတ်ကိုမပေးဘူးဆိုတဲ့ဆင့်ကိုပဲပေးမယ်ဆိုဒီပြည်ကြီးပေးဖို့တော့လိုအပ်တာပေါ့။ပြည်အောင်စုအစိုးရကနေပြီးမှအခုလိုမျိုးကြော်နုံနေတဲ့ကိစ္စလေးကိုသူကညှိနှိုင်းရမယ်။အဖွဲ့အစည်းပုံအခြေခံဥပဒေပါပါတဲ့ပေးတာချက်အတိုင်းကိုပဲပြီးကြရမှာဖြစ်ပါတယ်။ကြော်နုံပြီးပေးမယ်ဆိုရင်တော့တိုင်းသားတွေကတစ်ဆင့်တစ်ဆင့်အားတောင်းဆိုလာကြမယ်လို့ကျွန်တော်အနေနဲ့ကပြောကြားလိုတာပါဗျာ။ အရကတက်တော် A ကဝါထက်မနိုင်တဲ့နိုင်ငံရေးအစင်တန်းမျိုးကိုယူပြီးဒါမှမဟုတ် Confederation Confederate အစင်တန်းကိုရအောင်ယူမယ်လို့ပြောထားပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒုက္ခတာဒုတိယပူချုပ်ကြီးကွမ်မော်ကလည်းတိုင်းသားတွေက2025ရောက်လာတဲ့အခါမှာ Federal ထက်ကျော်လွန်တဲ့စင်စစ်ချက်တွေရှိလာမယ်လို့ထုတ်ပေါ်ပြောကြားထားပါတယ်။အဲ့ဒီအပြင်တန်အမ်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL အထွေထွေအတွင်းရေးမှူးပူချုပ်တာပုံကျော်ကလည်းနိုင်ငံတစ်ခုအထိတည်ထောင်မှုအခြေအနေဖြစ်လာရင်အစင်သင်းဖြစ်အောင်ပလောင်လူမျိုးတွေလှုပ်ထားရမယ်လို့2022ခုနှစ်ဩဂတ်16ရက်ကပြောခဲ့ပါတယ်။နာဇကဥက္ကဋ္ဌပူချုပ်မှုကြီးမေအောင်လိုင်ကတော့ငញ្ញိုင်းဆွေးနွေး င်းမှုတွေမှာတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့တိုင်းသားတို့ရဲ့အရေးကိုသာတောင်းဆိုလျက်ရှိပြီးဒေသအရေးကိုတောင်းဆိုမှုအားနဲ့ကြောင့်လူတစုကိုကူစားပြုတဲ့အဖွဲ့အစည်းတွေဖြစ်လို့မရပဲဒေသကိုကူစားပြုတဲ့အဖွဲ့အစည်းတွေဖြစ်ဖို့လိုကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်တိုင်းသားလက်နက်ကိုင်တွေကကိုပိုင်နေမီတွေရရှိရေးကြိုးပမ်းနေကြတာကြောင့်စစ်ပွဲဆက်ဆင်နွှဲရမယ်လို့လည်းပြောထားပါတယ်။